အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါကတော့ကျွန်တော်တက်ရောက်တဲ့ mountain biking သွားမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းအများတန်းသွားနေကြအောင်ကျွန်တော်တကယ်ချင်းနေရာကတော့မအားအောင်ပေါ့နော်သူတို့မှအားမပေးမဲ့ဒီနေ့ကကျွန်တော်အလုပ်လည်းပိတ်တယ်ပြီးတော့ဒီရာသီဥတုလည်းကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ကတော့ဒီအခွင့်အရေးကိုယူပြီးတော့ကျွန်တော်တက်ရောက်တဲ့ mountain biking သွားမှာပဲဖြစ်ပါတယ် ပိုင်းကိုလည်းကားနောက်မှာတေချာလေးတင်ပြီးသွားပြီဆိုတော့ကျွန်တော်အခုအာဆောက်ထွက်ပါမယ်ကျွန်တော်သွားမယ့်နေရာလေးကတော့ကျွန်တော်ကျွန်တော်အိမ်ကနေအနီးဆုံးပေါ့နော်အနီးဆုံးဖြစ်တဲ့ဒီ Parsi Warner လို့ခေါ်တဲ့ Mountain Bike Trail ရှိတဲ့နေရာကိုပဲကျွန်တော်ထပ်သွားမှာဖြစ်ပါတယ်ဒီနေရာကတော့ကျွန်တော်ကျွန်တော်အမြဲတမ်းသွားနေနေရာလေးပဲဖြစ်ပါတယ် ါပြီဒီ parking မှာတော့ကားတွေအများကြီးရှိပါတယ်ဒီနေရာမှာလူအများကြီးသွားပါတယ်ဆိုတော့ဒါပေမဲ့ဒီမှာသွားတဲ့လူတွေအကုန်လုံးက mountain biking သွားတာတော့မဟုတ်ပါဘူး။ဘာဖြစ်လို့ဆိုတော့ဒီဘေးမှာကတော့ um road bike trail တွေနဲ့ပြီးတော့ဒီ hiking trail တွေလည်းရှိပါတယ်ဆိုတော့တချို့လူတွေကဒီ hiking တွေသွားတဲ့လူတွေရှိတယ်။ဒါမှမဟုတ် um ဒီ road bike သွားတဲ့လူတွေလည်းအများကြီးရှိပါတယ်။ ဒီညောင်ဘက်မှာအာလုံးတွေးတဲ့အတိုင်းပဲဒီမှာလိမ်ပေါ်ရောက်အင်ဂျင်တွေနဲ့ဒီ construction ဝက်ဆုံတွေနဲ့အလုံးလုံးနေကြပါတယ်တခါတလေမှာဘုံတော့ဒီဥစ္စာတွေကဒီလမ်းကြောင်းတွေဒီမောင်ထေပိုက်သွားတဲ့လမ်းကြောင်းတွေကိုပြင်နေတာဖြစ်နိုင်ပါတယ်တကယ်လို့များသူတို့အဲ့လိုမျိုးလမ်းကြောင်းတွေပြင်နေရဆိုတော့ကျွန်တော်သွားလို့မရတော့ဘူးထင်တယ်သူတို့တွေကဘုံတော့ဒီ9လတခါဒါမှမဟုတ်ဒီရှလာတခါဒါမှမဟုတ်တနေ့တခါအဲ့လိုမျိုး maintenance လေးတွေတို့ကလုပ်ကြပါတယ်။ဒါမှပဲဒီ mountain bike သွားတဲ့လူတွေရဲ့

Oh, okay. So once you get past them, there won't be anybody else. Oh, yeah. Thank you. ဆိုတော့တို့ကဒီနားတော့ဝိုင်းမှာပဲရှိတာပေါ့နော်ဒီနားတော့ဝိုင်းမှာပဲဒီတစ်ပင်တွေကိုကိုပြီးတော့အာအလုံးလုံးနေရပါတော့ဆိုတော့တို့ကဒီချွဲတွေကိုပြင်းနေရမဟုတ်ဘူးဆိုတော့ကျွန်တော်ဘေးကင်းခဲ့တဲ့ကောင်းအောင်ပုံပေါ်သွားလို့ရပါပြီကျွန်တော်အခုကတော့ Hamdinger လို့ခေါ်တဲ့ဒီ trail လေးကိုသွားနေတာဖြစ်ပါတယ်ဒီ trail မှာဘာတွေရှိလဲဆိုတော့ဒီ ဟုတ် project တွေနဲ့ဒီ drop တွေပြီးတော့မှ jump အနေငယ်ရှိပါတယ်ကျွန်တော်အခုတွားနေတဲ့နေရာကတော့ဒီနေရာအတွက်ပေါ့နော်ဒီနေရာအတွက်အခက်ဆုံးအပိုင်လေးပဲဖြစ်ပါတယ်အခက်ဆုံး trail ပဲဖြစ်ပါတယ်သူ့ရဲ့ level ကတော့ black diamond ဖြစ်ပါတယ် တကယ်စီးလို့ကောင်းတဲ့နေရာကိုရောက်ဖို့အတွက်ပေါ့နော်ဒီလိုမျိုးဒါဒီဂုံးတက်တွေကြီးပဲဒီအောက်ရက်တွေကြီးပဲအာ၄မိုင်လာမသိဘူးအဲ့လောက်စီးရပါတယ် ီညာဘက်တွေကတော့ကြောက်ပေါ့နော်ကြောက်တော့ပေါ့မယ်အဲ့လိုမျိုးတိတ်ပြီးတော့အရင်မတ်ဆောက်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ထင်တော့အမ်55 50ဒီဂရီလောက်တော့မတ်ဆောက်မယ်လို့ထင်တယ် နေရာတွေကတော့အရင်မဆောက်ပါရဲဆိုတော့ကျွန်တော်အပေါ်တက်မစီးနိုင်ဘူးတော့ဒီကတိတယ်လို့ပဲဆိုတော့ကျွန်တော်လည်းနေပဲတော့မှာမယ်ဒီနေရာမှာဒီမှာဒီနေရာလေးညာတော့ဒီကြောင်လုံးကြောင်ခဲတွေအရင်များတဲ့နေရာပဲဖြစ်ပါတယ်ဒီနေရာလေးပါခင်ဗျကျွန်တော်အရင်ပြောရှင်းနေတဲ့နေရာလေးပါ <laughs> uh. oh. uh. Dini ya, dini ya. ျွန်တော်အရန်သွားခြင်းတဲ့နေရာလေးခုနကသွားပြီးတော့ပါပြီအဲ့နေရာလေးကိုသွားရဖို့ကိုပါဘလေးရဲ့အကြာကြီးတက်ရတာဖြစ်ပါတယ်ဒါပေမဲ့တန်ပါတယ်လို့ကျွန်တော်အခုကတော့ Wabash Canyon လို့ခေါ်တဲ့ဒီ trail ကိုသွားမှာဖြစ်ပါတယ်အဲ့နေရာမှာကျွန်တော်ပါရှိလဲဆိုတော့ဒီ jump နေရှိပါတယ်အဲ့နေရာသွားဖို့လေဒီအဖေကဂုံးတက်တွေသွားပါလိမ့်ရဲ့ ဆိုတော့ကျွန်တော်ကခုကခဏနားပါမယ်အရန်မောတယ်ပေါ့နော်ဆိုတော့ကျွန်တော်ခဏနားပါမယ်ဟေးအဲ့ဒါမင်း ชีนักเข้าชีน่าไอ้ไอ้สตอจ้าเพราะ

adventure vlog တွေစိတ်ဝင်စားတဲ့သူတွေအနေနဲ့ like and subscribe လုပ်ပေးဖို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်